တော့အခုဒီတိုင်းပြည်ကိုအကျိုးပြုခြင်းမပြုခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့မနေ့ကကျွန်တော်ပြောတယ်ဖူးဖွေးနဲ့အလင်းအောင်လို့ကျွန်တော်အများကြီးပြောတယ်အာမနေ့ကတုံးကပဲကျွန်တော်သိရတော့လားမနေ့ကတော့ကပဲကျွန်တော်ရုပ်သံပြောတဲ့အချိန်မှာမပြောခင်လေးနိုင်ပိုင်းတော့လူပဲ၃နိုင်၃နိုင်တော့လူ၄နိုင်တော့လူပြောပါဦးဗျာမနေ့ကပဲနိုဘာ9ရက်နေ့မှာဖူးဖွေးကိုတက်ဆိုင်ရာဒီလုံချုံတက်ဖို့တွေကတွားရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ်ဖမ်းတာမဟုတ်ဘူးကားတော့ထပ်ပြေးအောင်ပြောမယ်ဖူးဖွေးကို ဖိုးရှိတဲ့နေရာကိုလုံညွတ်ဖုံနေရောက်သွားတယ်လို့ကြားတယ်။သွားပြီးတဲ့နဲ့တရားစကားပြောတယ်။စကားပြောပြီးတော့ပူပေါင်းပေါင်းကုညီပြီးကိုထပ်ပြီးတော့မြစ်တာရဲ့ခံရီထပ်လုခဲ့တယ်။အဲ့တော့လုံညွတ်ဖုံနေလာတဲ့ခါကျတော့ဖူးရတော့ဘယ်ညင်းတော့မလဲပေါ့ဗျာ။မညင်းတော့ဘူး။မညင်းတော့ဘူး။မညင်းတော့ပဲလေသူလည်းပေါင်းပါမယ်ဆိုတာမျိုးကြီးဖြစ်လာတယ်။တခါအလင်းရောင်နဲ့ပတ်သက်ရင်တော့အတင်းသတင်းတော့သိမချသေးဘူး။သို့တော့သူလည်းဒါဖူးဝေးသတင်းကြရင်တော့သူလည်းဖူးဝေးနေရတော့စိုးပေါ်စိုးပဲကောင်းပေါ်စိုးပေါ်စိုးပဲဆိုတော့ဗျာ။ဆိုတော့ကောင်းပေါ်ကောင်းပေါ်ကတော့ဘာကောင်းလာလို့ကျွန်မသိဘူး။စိုးပေါ်စိုးပဲဆိုတော့အဲ သူလည်းပါလာလိမ့်မယ်ယူဆတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတခုပဲဖြစ်နေတာသူတို့တွေကပြီးရင်မလုပ်ကြမယ်လို့ခေါက်ထင်တယ်အခုကျွန်တော်သိရတယ်လို့နိုဝင်ဘာ9ရက်နေ့မနေ့ရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်အဲ့ဒီအချိန်မှာရိုက်ကွေးစာကိုဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့နိုင်ငံတော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကူညီပေးတဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan လေးတွေပေါ့ဗျာပြောပြရတာပေါ့တယောက်ကိုတစ်ခေါက်နှစ်ခေါက်အဲ့လိုပြောပြရတဲ့ဟာလေးမှာတချို့တွေရဲ့မျက်နှာပီးတွေကတယောက်ဆောင်ပီတာလွန်နေတချို့မျက်နှာပီးတွေတယောက်ဆောင်ပီတာလွန်နေတချို့တွေက driver နေရာနေဝင်သွားတယ်မျက်နှာထွက်မပြချင်လို့ driver နေရာဝင်ထိုင်ပလိုက်တယ် ဒရိုက်တာလည်းမဟုတ်ဘဲနဲ့အစ်စ်လည်းမဟုတ်ဘဲနဲ့ဒရိုက်တာနေရာဝင်ထိုင်ပလိုက်တယ်တချို့တွေကဘယ်သူတွေလဲဆိုတော့ထွက်လာရင်တွေ့ပါလိမ့်မယ်ကျွန်တော်မပြောသေးဘူးတချို့တွေကကျွန်တော်မျက်နှာဖောမှကြောက်လို့ဒရိုက်တာနေရာဝင်ထိုင်မယ်တချို့တွေကတချို့ကြတော့အရာကြီးကိုလုံးစူးစီးပေးတဲ့လူလူလူပါလို့လုပ်တယ်အဲလဲရောလဲတယ်နော်လဲရောလဲတယ်အဲပြီးတော့ဘာလို့ဆိုတော့ချို့တွေမျက်နှာပေးတွေကမတက်တာလို့လုပ်ရတယ်ဆိုတော့မျက်နှာပေးတွေနဲ့လုပ်ကြတယ် နမဲကြီးမင်းသမီးဖွေးဖွေးဝါရဖြန့်ဇလန်းမရရွေဖန်းစည်းခံရဟုသတင်းထွက်နေပြီးအဆက်အသွယ်ပြတ်တောက်နေနမဲကြီးမင်းသမီးဖွေးဖွေးသည်ယနေ့နိုဝင်ဘာ6ရက်နေ့လယ်ပိုင်းမှာစတင်ကအဆက်အသွယ်ပြတ်တောက်နေပြီးစစ်ကောမရှင်၏ရွေးကောက်ပွဲဝါရဖြန့်ဇကာမရိုက်သည့်ဖြင့်ဖန်းစည်းခံခဲ့ရခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်လျက်ရှိနေကြောင်းသိရသည်ဖွေးဖွေးမန်နေဂျာကိုဖုန်းဆက်တာလုံးဝဆက်လို့မရပါဘူးအကုန်လုံးဝိုင်းဆက်နေကြတာပါဟု အမှုပညာသတင်းထောက်တဦးကပြောသည်စစ်ကော်မရှင်ကယနေ့မိုးလွယ်ပိုင်းတွင်ဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေသည့်နေရာသို့လာရောက်ပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်နေတော်လဲအထအနေဖြင့်တိကျအတိမပြုနိုင်သေးပေ ကြော်ကြားတာကတော့သူ့ရှုတင်မှာစစ်တပ်ကလာဖမ်းသွားတာလို့ကြားတယ်။တရားတီးပြလို့ကတော့မရသေးဘူးသိရတာနဲ့ပြန်ပြောပါမယ်ဟုပြည်တွင်းတရုတ်ဆောင်တဦးကပြောသည်။ဖွေးဖွေးသည့်လက်ရှိအွန်လိုင်းပေါ်တွင်ပြန့်နှံ့နေသောသတင်းများအရစစ်ကော်မရှင်ပြုလုပ်သည့်ရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုသိရသည်။ ်ဖွေးဖွေးနဲ့ပတ်သက်၍စစ်တပ်အမာခံဝါဒဖြန့်လော်ဘီကျော်မျိုးမင်းကလည်းယမန်နေ့နိုဝင်ဘာ9ရက်ကရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်မပါဝင်မှုနှင့်ပတ်သက်ပြီးအဖြစ်ဖို့ဝါဒဖြန့်မှုများပြုလုပ်ထားသည်ယခုထွက်ပေါ်နေသောသတင်းများတွင်တရုတ်ဆောင်အလင်းရောင်သည်လည်းရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်မပါဝင်လို့တဖြင့်ဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်နေသည် ရွေးကောက်ပွဲဝါဒဖြန့် slogan ရိုက်ခိုင်းမှုဆက်တွဲတာ ဖုံးမကင်ကြဘူးလို့သိရတယ်။ဒါကြောင့်သူတို့ကိုဖမ်းနယ်လို့ကြပါတယ်။ဟုရုပ်ရှင်စီယုံနဲ့နီးစပ်သူတဦးကပြောသည်။အာနာသိန်းစစ်တပ်သည်လေးရင်းတို့ပြုလုပ်မိအတုအယောင်ရွေးကောက်ပွဲဝါဒဖြန့်ပေးရန်အမှုပညာသမားများကိုအတင်းအကျပ်ဖိအားပေးခိုင်းစေနေပြီးမပြုလုပ်ပါကဖမ်းဆီးအေးအေးယူမည်ဟုချင်းချောက်ထားသည်။ လေးနိုဤပထမဆုံးရွေးကောက်ပွဲဝါရဖြန့်ဇလန်းတို့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းကိုဖြန့်ဝေပြီးနောက်ရင်းဇလန်းအားဝေဖန်သူများအပြင်ဝေဖန်သူများတင်ထားသည့် post များကိုလိုက်ပေးုံဖြင့်ပင်ဖန်ဆီးမှုများပြုလုပ်လာသည့်အထင်ရှားဆုံးမှာပြီးခဲ့သည့်ရက်ပိုင်းက Director Mighty ဇမ်မူထွန်းတက်လွင်နှင့်အောင်ချမ်းလူတရုတ်ဆောင်ကျော်ဝင်းထွန်းနှင့်အုံတိုင်းတို့၏ဖန်ဆီးခံရမှုပင်ဖြစ်သည်